တခါတော့ကလှပတဲ့အိမ်မက်လေးတွေနဲ့အတူအညိုရောင်ပါဆယ်လေးတစ်ထုပ်ခီးစတင်ခဲ့ပါတည်းအဲကိုင်းနဲ့ခီးစပြီကွာခီးတော့မတနေကြည့်ရအများကြီးပဲဟာပြောကြရင်ပထမဆုံးသူရောက်တဲ့နေရာမှာတော့သူ့လိုပဲပါဆယ်လေးတွေအများကြီးဆိုတာသူတွေ့ခဲ့ရပြီးသူတို့အားလုံးဟာ သူတို့ရဲ့ပန်းနိုင်စီကိုပို့ဆောင်ခံရဖို့အသင့်ဖြစ်နေကြပါပြီ။ဒီလိုနဲ့ပါဆယ်လေးကိုပို့ဆောင်မဲ့သူရဲကောင်းဟာရာတီဥဒုတရားစွာနဲ့စတင်ထွက်ခွာခဲ့ပါတယ်။လန်ခီးမှာတော့မမျှော်လင့်ပဲစိန်ခေါ်မှုတွေရောက်ရှိလာခဲ့ပါတယ်။ရွာချလိုက်တဲ့မိုးကြောင့်လန်ခီးကိုနှောင့်နှေးစေခဲ့ပြီးသူရဲကောင်းဟာပါဆယ်လေးတွေကိုမိုးရီမဆူရလေအောင်ဂယုတဆိုင်ကာကွယ်ဖုံးအုပ်လို့ ခရီးကိုရှေ့ဆက်ခဲ့ပါတယ်။တနေရာရောက်တော့မိုးခနခိုးပြီးမိုးဆဲသွားတဲ့အခါပါဆယ်လေးရဲ့လက်ခံသူစီကိုဖုန်းကြိုဆက်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့လေစိန်ခေါ်မှုတွေဟာမိုးရေဇက်တွေတင်မဟုတ်ခဲ့ပါဘူးလက်ခံသူဖုံးကမှားနေတာမို့ သူရဲကောင်းလေးဟာအမြန်ဆုံးဖြည့်ရှင်းပေးနေကြနေအတိုင်းရုံးနဲ့ဆက်သွယ်ပြီးဖြည့်ရှင်းဖို့ကြိုးစားနေပါတယ်ဟာပုံမမြောက်ဘူးလေငါခီးဆုံးပါမလားအင်းဘူပါနဲ့ကွာမိမိုင်ကြီးစီတော့တော့ရုံနဲ့ရောက်ဖို့ငါဖြေရှင်းနေပါလေ customer service ကတစ်ဆင့်ဆက်သွယ်ပြီးတော့မှ online shop ကသူတွေကမှားရင်းစာရေးခဲ့မိတာကို သိသွားပြီးဖုန်းနံပါတ်အမှန်ကိုပြန်ပေးခဲ့ပါတယ်ဟယ်လို hello ဟုတ်ကဲ့ပြန်ပါလေကျွန်တော်ပြစ်စီလာဖို့ပြင်လို့ပါမှာဟုတ်ကဲ့ ဩဟာလေးပေးရတဲ့လိပ်စာတောင်းကြောင်ပေးရမှာဗျာ။ဟုတ်ကဲ့ကျွန်တော်အဲ့ဒီလိုနောက်နိုင်ဩဩအဲ့တော့မရှိဘူးလားဗျာ။อ๋อโอเคครับโอเคดาบิเม้อะแค่แค่ฤาตะคูวีตะคูไม่ปี้နိုင်เกบาบูอ๋อลาเปียมิน้องตะเมียวดิคียะนัจเยกงโซมอซิงคอนิดาเบ้อ๋อเหมียวเหมียวตะกงเปียวนะอ๋อโอเคครับหุเหมียวตะกงဆိုလို့ရှင်ကျွန်တော်อ่ะအခုอ่ะဟိုမဟန်းဘောက်တော့မှာဆိုတော့ကြောင်းမြန်တော့ဖြစ်နေလို့じゃဟုတ်ကဲ့ ။ဟောဒီနေ့ရောက်မှရမှာဗျာ။ဟောဟုတ်ကဲ့ဗျာဟုတ်ကဲ့အဲ့ဒါဆိုလို့ကျရင်တော့ကျွန်တော်စူးစမ်းပြီးတော့လာဖို့ပြောပါမယ်ဗျာဟုတ်ကဲ့ပါမောင်။ဟေးပြောလိုက်တာငါပဲစီစီသွားရုံမယ်။ဒီလိုနဲ့အခက်ခဲတွေဖြေရှင်းပြီးတဲ့နောက်မှာတော့သူရဲကောင်းလေးဟာပါဆယ်လေးရဲ့ပန်းတိုင်ကိုပို့ဆောင်ပေးဖို့စပင်းကို အားကုန်နှင်းလို့ခီးဆက်ခဲ့ပါတယ်။မိုးတွေကင်းရှင်းလို့ရောင်နေတွေလည်းပြန်လဲဝေဖျာလာခဲ့ပါပြီ။နောက်ဆုံးမှာတော့ အခက်ခဲပေါင်းများစွာကိုကြော်လွှားပြီးတဲ့နောက်ပါဆယ်လေးကို သူ့ပိုင်ရှင်စီဘေးကင်းလုံခြုံစွာနဲ့အရောက်ပို့ဆောင်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်လူရခီကိုနွေပူပူမိုးရွာရွာတကယ်ကြီးကြတာတော့အောင်ပို့ဆောင်ပေးတယ် delivery သူရဲကောင်းတဲ့ကိုကျေးဇူးတင်ပါတယ်